ို့မှာဖော်ပြထားတဲ့ NCA နဲ့ Arcadetto ဆိုတဲ့တင်ဆောင်ပါလေးကိုဒီကနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဆိုင်ရည်သူကတော့အကောင်ဖြစ်ပါတယ်။အဆုံးထိကြေညာဆင်ပေးကြပါဦးခင်ဗျာ။ဒီနေ့အော်တိုဘာ15ရက်နေ့ဟာ NCA စနစ်ပြည့်နေ့ဖြစ်ပါတယ်။အနာသိစစ်ကောင်ဆောင်ဟာဥစည်းပြီးတော့ဖိတ်ကြားထားတဲ့ NCA လက်မှတ်ရထားတဲ့အဖွဲ့အစည်းတွေနေပြီးတော့မှာတွေ့ဆုံပွဲလုပ်နေပါတယ်။အခမ်းအနားကိုအော်တိုဘာ15ရက်နေ့မှာစစ်ခနေနေ့အထိကျင်းပမှာဖြစ်ပြီးတော့စစ်မှတ်တဲ့ အာနေ EAOS အဖွဲ့များနဲ့ငင်းချမ်းတဲ့ မြန်မာအနာဂတ်တည်ဆောက်ခြင်းအလို့ယုံဆွေးနွေးပွဲကိုလေးဒီပိုင်းနေ့တွေလုပ်နေပါတယ်။ယခုဆောင်မှမ NGA ရဲ့အခြေလျားလေးတမိန်အကြောင်းအာရခတ်တက်တွင်နေ NGA ဆက်ဆက်မှုစတဲ့အကြောင်းအရာတွေကိုယနေ့ခေတ်နိုင်ငံရေးတော်လှန်ရေးဖြစ်စဉ်များနဲ့ရှင်တွေဖော်ပြသွားပါမယ်။ NGA ကလည်းအေကိုဘာကြောင့်အတွန်းချခဲ့တာလဲ။ချက်ခရဲ့ဆိုရသဗရဦးသိန်းစင်ဟာ2021ခုနှစ်မှာမြန်မာနိုင်ငံမှာတင်ရင်သားနဲ့နဲ့ဂိမ်းတက်ဖွဲ့တွေနဲ့တရားဝင်ညီညာရေးဆွေးနွေးရေးလမ်းစာဖွင့်ပေးခဲ့ပါတယ်။အခုလမှစတင်ဖိတ်ခေါ်ပြီးတော့ NGA အတွက်တင်ရင်သားနဲ့နဲ့ဂိမ်းအဖွဲ့များနဲ့ လင်းနှင်ဒီပါဆွေးနွေးခဲ့ပါတယ်အဲ့တော့ NCA စာချုပ်ဖြစ်လာရေးစတင်ဆွေးနွေးစဉ်ကနိုင်ငံတော်တရင်သားတက်များနဲ့အတူ KNA, TNL, MDA, A တို့လေးပါဝင်ခဲ့ပါတယ်။ယင်းအချိန်ကတရင်သားလက်နက်ကိန်းအင်အားစု EOS ဘက်မှ NCA မှအဖွဲ့အစည်းလုံးပါဝင်ရေးမူကိုအစိုးရနဲ့စစ်တပ်ထံတင်ပြပြီး AA, TNL, MDA တို့ကိုလေ NCA စာချုပ်တွင်ပါဝင်ဖို့တိုက်တွန်းခဲ့ပါတယ်။ ။ဒါပေမဲ့ AAMDA ဒီနယ်လေးမြောက်ပိန်သုံးဖွဲ့တို့ကိုအတိအမှတ်မပြုတ်နိုင်ကြောင်းပို့ချုံမကြီးမင်းအောင်နိုင်ကပြောဆိုခဲ့ပါတယ်။ယင်းအချိန်က AA မှာ KA ဌာနချုပ်နိုင်စာမှသာအခြေစိုက်ပြီး KA တပည့်လို့အထင်သေးကလုံးဝအတိအမှတ်မပြုတ်လို့ခြင်းလေးဖြစ်ပါတယ်။တခါ NCA စာချုပ်ဟာတောင်ပြုံးပွေးတော်ကဲ့သို့တစ်ချိန်တိုင်းတက်မရကြောင်းနှိမ့်ချဆက်ဆံပြုတ်ဆိုကညောင်သုံးခွေအားလက်နဲ့စွန်ရည်ကိုသာစစ်ကောင်းဆောင်ကဖိအားပေးခဲ့ပါတယ်။ ခြားတစ်ဖက်မှာလေအေဟာ2021ခုနှစ်ကာလ တို့မှာကရှင်တိတ်ဝေးမှာစစ်တပ်ကိုခင်းအေးဘက်ကတိုက်ပစ်ခြင်း၂015ခုနှစ်မှာ MDA ကိုကံဘက်မှာဝင်တိုက်ပစ်ခြင်းတို့ကြောင့်လုံးဝကြီးမရခဲ့ပါဘူး။ယင်းကြောင့်အင်အားကြီးမှလူရောင်ဝင်တဲ့ဒေါ်လာရင်းလောက်ကမှအေးဟာအစိုးပိုင်းကာလမှာအမြင့်သေးထင်သေးခံရမှုကြောင့် NCA လမ်းကြောင်းမှာတွန်းချခံခဲ့ရပါတယ်။ဇန်နဝါရီ2015ခုနှစ်အောက်တိုဘာလ15ရက်နေ့ NCA စာချုပ်ကိုရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီ RCSS ၊ကရင်မျိုးသားစည်းရုံး KNU ၊ဒီမိုကရေစီကြိုးပမ်းကရင်တပ်မတော် DKB ၊ကရင်မျိုးသားညီညွတ်ရေးကောင်စီ ီ KNU KNLPC ပေါ်မြတ်သားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL မြန်မာနိုင်ငံလုံးဆိုင်ရာကျန်းသားဒီမိုကရက်တစ်တပ်ဦး APSDF နောက်ခိုင်ပြည်လွတ်မြောက်ရေးပါတီ ARB နဲ့ရှင်းအမျိုးသားတပ်ဦး CNF တို့နဲ့ဥစွာလက်မဲ့ရထုတ်ခဲ့ကြပါတယ်နောက်ထပ်2018ခုနှစ်ဖေဖော်ဝါရီလ13ရက်နေ့မှာဝင်ပြည်သက်ပါတီ NMSP ရဲ့ Now Democratic အစီအယုံ NDU တို့ပါဝင်လာခဲ့တဲ့အတွက် NCA လက်မှတ်ရေးထိုးထားတဲ့ EO ဖွဲ့စည်းဖွဲ့ရှိခဲ့ပါတယ်။ရက္ခဏာလမ်းစဉ်နဲ့ AA အရင်ပြန် NCA လမ်းကြောင်းကနေမြန်မာနိုင်ငံရေးရင်ကျန်ရေးဆွေးနွေးပွဲအခင်ကျင်းကိုဝင်ခွင့်မရခဲ့တဲ့အေဟာနိုင်ငံကနေတဖြည်းဖြည်းချင်းရခိုင်ပြည်သို့စီဝင်ကြပြီး2015ခုနှစ်မှာမြန်မာဘင်္ဂလားဒေ့ရှ်အိန္ဒိယနေဆက်တရိကန်ဒေသမှာယာယီအခြေစိတ်ပါတယ် အဲ့ဒီနောက်2016 2019နှစ်မြန်မာပလဝဒေတာပုံနာကျွန်းတိုးပြချောင်းဒေတာနဲ့တရွေး အော်ဒမတို့မှာကြိုကြာကြိုကြာတက်ဝေးများနဲ့လူလုံးထွက်ပြခဲ့ပါတယ်။အဲဒီနောက်2018ခုနှစ်နှစ်ကုန်ပိုင်းကနေ2020အထိကြော့တုံမြောက်ဦးပေါ်နှံဘူတီတောင်မင်းပြအမ်းမြေပုံစတဲ့မြောက်ပိုင်းတခွင်ဖြန့်ကျက်ကစစ်တပ်နဲ့ပြင်းထန်ဆုံးတက်ဝေးတွေဖြစ်ပွားလာပါတယ်။နောက် NLD ဆိုရနဲ့စစ်တပ်တို့ဟာအေအေကိုအကြမ်းဖက်အဖွဲ့ဖြစ်ကျင်ညာပြီးသုံးနာဖြင့်အပြုတ်တက်မယ်လို့ကြုံဝါခဲ့ကြပါတယ်။ဒါပေမဲ့အေဟာစစ်တပ်ရဲ့ထုတ်စစ်တွေကိုခုခံရင်2019ခုနှစ်မှာမုံတိုင်းကာလအဖြတ်တန်းကြ2020 Arkham Dream Arkham Rakita အမည်ကိုမဆုမနဲ့ကောင်တီဘိုဘိုရှိတင်လာပါတယ်တပွေဟာ၃နှစ်ကြာပြီးတဲ့နောက်2020ရွေးကောက်ပွဲနဲ့အတူနိုဝင်ဘာလမှာဂျပန်နိုင်ငံ Nippon Foundation ဥက္ကဋ္ဌဆာဆာကာဝါရဲ့ဂျောင်းဝင်ပေးမှုနဲ့အပြစ်ခတ်ရက်စီခဲ့ပါတယ်2022ခုနှစ်အနာသိန်းချိန်မှာရခိုင်ပြည်တွင်းတပွေမရှိတဲ့အတွက်ခတ်တာ ငိမ့်နေပြီး2022အစောပိုင်းမှာအပြစ်ခက်ရစီမှုပြည်ပြည်ကတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပါတယ်2022ခုနှစ်နိုဝင်ဘာမှာတခါအပြစ်ခက်ထပ်ရပါတယ်ယနေ့2023ခုနှစ်နိုဝင်ဘာကနေယနေ့ထိကြီးမားလာတဲ့ပြည်သိမ်းတိုက်ပွဲကြီးကိုဆင်တွေ့နေပါတယ်တစ်တုံမြနှစ်ခုဆစ်စင်နေရခိုင်ပြည်သိမ်းတိုက်ပွဲကြီးအေဟာ2023ခုနှစ်အော်တိုဘာမှာညနေ3ပွဲနဲ့အတူတစ်တုံမြနှစ်ခွန်ဆစ်စင်ရေးကြီးမှာပါဝင်ခဲ့ပါတယ်ယနေ့တစ်ဆက်တည်း2023ခုနှစ်နိုဝင်ဘာလ13ရက်နေ့မှာရ ခိုင်ပြည်သိမ်းတိုက်ပွဲကြီးကိုစတင်ပါတယ်။ရသက်တောင်တော်တော်မင်းများတော်မှာတိုက်ပွဲပထမနေ့အစပြုပြီးပလဝအပါဝင်ရခိုင်တပင်းလုံးရှိတရင်တမတင်းစစ်ဌာနချုပ်အထိတပင်းနေမနာတန်ထုတ်စစ်ဆင်ခဲ့ပါတယ်အချို့ရလည်းပြည့်2024ခုနှစ်နှစ်စဇန်နဝါရီလမှာပလဝနေ့ပါတော်ဖေဖော်ဝါရီလမှာကြောက်တော်မြောင်ဦးမင်းပြမြေပုံမက်လာမှာ ပုံနှကြောင်းချမ်းပြေရသက်တောင်မေလမှာပူတိတောင်စက်တင်ဘာလမှာတန်တွဲဒီဇင်ဘာလမှာမောင်တိုတောင်ကုန်းအန်းကွအမြုပ်နေတွေကိုသိမ့်ပိတ်ထားပြီးဖြစ်ပါတယ်ရခိုင်ပြည်နယ်မြို့နယ်၁၈မြို့နယ်တွေကဆက်လက်မြို့နယ်ကိုတစ်နှစ်အတွင်းသိမ့်ပိတ်လိုက်ခြင်းဖြစ်ပါတယ် ယခုအခါမှာအေဟာအိရိယနေဆက်ပလောကနေဘင်္ဂလားဒေ့ရှ်နေဆက်အပါဝင်ရခိုင်ရိုမအစွန်ကွမ်းမြို့နေအထိထိချုပ်ထားနိုင်ခဲ့ပါတယ်။လက်ရှိမြို့နေ15ခုကိုတင်ပိတ်ထိချုပ်ထားတဲ့အရကတက်တို့ဟာရခိုင်ပြည်ကို defector အစိုးရအဖြစ်စီမံအုပ်ချုပ်နေပါတယ်။လက်ရှိအေဟာရခိုင်ပြည်ရဲ့ကုန်းတွင်းအနာသက်နေမြင်နဲ့ပင်လေကမ်းရိုးတန်းတစ်လျှောက်ကိုပိန်ထားပြီးစစ်ကောင်စီဟာပင်လေကန်ဆက်ကစစ်တွေကြောက်ဖြူမှန်အောင်သုံးမြို့နေရာကွက်ချမ်းတာထိချုပ်နိုင်တော့ပါတယ်။စစ်တွေကိုလည်းပိတ်ဆို့ထားပြီး ချောက်ဖြူမြို့ကိုဆက်လက်တင်ပြဖို့တိုက်ခိုက်နေပါတယ်။တပ်ဖက်မှလည်းအေဟာဗမာပြည်အီယာဝတီပကိုမကွေးတိုင်းတို့အထိထုစစ်တွေဖော်ဆောင်နေပါတယ်။အေနဲ့ PDF ပူးပေါင်းတပ်များဟာမကွေးတိုင်းငဖေမြို့ပကိုတိုင်း ပထမမြို့နယ်အရောက်လေးတိုင်းရေကြီးတာပေါင်းပသိမ်းလေးမျက်နှာစတဲ့မြို့နယ်တွေမှာစစ်ကောင်စီကိုတိုက်ခိုက်နေပါတယ်။အေဟာတရင်တစ်စတဲ့ပြူဟာအတိုင်းတွန်းနေပြီးတော့ထင်းချုံနေမြေများကိုလက်မလွတ်ရအောင်ထင်းချုံထားနေခဲ့ပါတယ်။ထို့အတူပဲလွတ်မြောက်နေမြေများမှာဒေသဖွံ့ဖြိုးရေးတရားဝင်စွန်မိုးရေးပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းမွတ်စလင်ရခိုင်လူမှုတဟဆရာပြည်ရေးတွေကိုဦးစားပေးလှုပ်ဆောင်နေပါတယ်။အင်စီလန်းစီချမ်းရေးညီလာခံတွေ့ရှိချက်များဆောင်းမလူရင်းကိုပြန်သွားလိုပါတယ်။တနင်္ဂနွေနေ့အပြစ်ခက်တိုက်ခိုက်မှုရစီသဘောတူစ ာရှုပ် NCR ကိုပိုင်ပြဌာန်းခွင်နဲ့အာမခိုင်ရှင်များအပြည့်ဝရှိတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုကိုတိစောက်သွားရန်မူလအရေးရှိဖြစ်ပါတယ်။ညချောင်းလက်မရထုတ်အဖွဲ့တွေဟာ NCA ကချမှတ်ထားတဲ့ညချိုင်းရေမူပေါင်းတိုင်း2016ခုနှစ်အောက်တိုဘာလပြည်ထောင်စုညချိုင်းညီလာခံပထမအကြိမ်ပြုလုပ်ခဲ့ကြပါတယ်။အဲဒီ NLD ဆွေရလက်ရှိ2019ခုနှစ်မေလမှာဒုတိယအကြိမ်ပြည်ထောင်စုညချိုင်းညီလာခံ20တရားစုပင်လုံးအစည်းအဝေးကျင်းပခဲ့ရာသဘောတူညီချက်38ချက်ရရှိခဲ့တာကိုတွေ့ရပါတယ်။အဲဒီနောက်2018ခုနှစ်ဇူလိုင်လမှာ တတိယကြိမ်ကျင်းပခဲ့ပါသေးတယ်။ယင်းအစီအဝင်မှာသဘောတူညီချက်ဆက်လက်ရှင်ရဲ့ရခင်အချက်များစုစုပေါင်း50တစ်ချက်ရရှိခဲ့ပြီးပြည်ထောင်စုသဘောတူညီချက်စာချုပ်အစိပ်ပိုင်း1နဲ့2နှစ်တို့ကိုလွှတ်တော်မှာအတည်ပြုနိုင်ခဲ့ပါတယ်။ယင်းရှင်မြန်မာနိုင်ငံရဲ့ကန္တာမူဝါဒ16ချက်၊စီးပွားရေးကန္တာမူဝါဒ12ချက်၊လူမှုရေးကန္တာ17ချက်နဲ့မြေယာနဲ့သဘောပတ်ဝန်းကျင်မူကန္တာမူဝါဒ12ချက်တို့ပါဝင်ပါတယ်။ဆက်လက်ပြီး2020ပြည့်နှစ် အကောလာ21ရက်နေ့စတုထအချိန်ကြီးချင်းညီလာခံထက်မှန်ကျင်းပခဲ့ရာသဘောတူညီမှုအရှိန်20နဲ့အတူ2020အလွန်အကောင့်တွေပို့ဆောင်မြေမူဝါဒတွေရှာမှတ်ခဲ့ကြပါတယ်။ညကြောင့်လက်ရှိမှာ NCA လမ်းကြောင်းကနေပြထောင်စုတိဆရဲ့သဘောတူညီချက်စုစုပေါင်း80ချက်ရရှိထားတာကိုတွေ့ရပါတယ်။တော်တော်လေးတည်ရင်သားများရဲ့တော်လိုင်းရေးနိုင်ငံရေးမျိုးလင့်ရှစ်တွေဒီမှာအရေးကြီးဆုံးဖြစ်တဲ့ပြည်နယ်အနာခွင့်ဝင်မှုတက်နေရချထားရေး ပြည်နေဖွဲ့စည်းပုံအခြေခံဥပဒေစတဲ့အချက်တွေကိုလုံးဝမရသေးပါဘူးထို့အတူပဲ2020အတွက်အလွန်မှာအကောင့်တွေပို့ဆောင်မဲ့မူများလေးပြောဆုံးနေပါတော့တယ်နန်တာရှိပြီးရုံမရှိတဲ့ NCA အဲ့လိုမြန်မာနိုင်ငံရဲ့ငင်းချမ်းရေးဆွေးနွေးမှုတမိန်မှာပင်လုံပြီးရင်အဆင့်မြင့်ဆုံးလို့ယူဆထားတဲ့ NCA ဟာယခုခါတန်တာရှိပြီးဆံမရှိတဲ့တဘောမြင်နေရပါတယ် အကြောင်းရင်းများမှာ NCA ကိုလိမ့်မယ်အထူးပြီးအဖွဲ့များကိုယ်တိုင်ဆန့်ကျင်နေကြပြီး NCA လမ်းကြောင်းကနေတစတစညွန်နေသွားခြင်းဖြစ်ပါတယ်။ယခုအခါမှာ NCA အဖွဲ့ကိုယ်တိုင်ချစ်ကောင်စီကိုပြန်တိတ်နေကြပြီးဖြစ်ပါတယ်။အဲ့လိုခံယူမှုယုံကြည်မှုပြစ်ပြားတော်ပြီအကြောင်းရင်းများအခင်ကတိကရှိနေခဲ့တယ်လေအာနာသိမှုကိုပို့ပြီးစစ်ပစ်သွားကြခင်ရောမြင်နိုင်ပါတယ် နောက်ပြီး NCA လမ်းစဉ်ပါနိုင်ငံရေးဆွေးနွေးပွဲတွေမှာအစိုးရလွှတ်တော်စစ်တပ်နိုင်ငံရေးပါတီများ EOS များနဲ့ပါဝင်ရမယ်မှန်ပေမဲ့အနာသိမှုကြောင့်လွှတ်တော်မရှိတော့ခြင်းနိုင်ငံရေးအစုအဖွဲ့မရှိတော့ခြင်းကလေအထက်ကခံကဏ္ဍနေပါဝင်ပါတယ်လက်ရှိမှာ NCA ဖွဲ့တွေကအနာသိမှုကိုလက်မခံတဲ့ KNU CNF ABSDF MNSP အဒီတို့ဟာစစ်ကောင်စီကိုလက်နက်ကင် တက်ခိုင်နေကြပြီးစစ်ကောင်စီရဲ့ NCA စစ်နှစ်ပြပွဲကိုမတက်ကြဖို့နှုတ်ဆိုထားပါတယ်။အဲ့ဒီဒါကြောင့် NCA ဟာမြန်မာကာလမှာလေဖြတ်နေတဲ့လူနာတအုပ်နေဖြစ်နေပါတော့တယ်။တော်တော်အင်အားနေပြီးတော့လူလူထောက်ခံမှုမရှိတဲ့ RCSS, ARP, KNU, KNLA, PC, DKB တို့ကတော့စစ်ကောင်စီအလို့ကြောင့်ပူပေါင်းနေပြီး NCA ကိုကိုယ်ကိုနေကြစေမြင်နေရပါတယ်။ NCA လွှဲရှိုခဲ့သူတွေရဲ့အားသာချက် အများအားဖြင့် SCA လက်မှတ်ရထုတ်အဖွဲ့တွေထဲမှာလူထုထောက်ခံမှုကဲမဲ့လာကြပြီးအင်အားရှိနှစ်သူများဖြစ်လာကြပါတယ်။အနည်းဆက်ဆုံးဥပမာကတော့ ARP ဖြစ်ပါတယ်။အခုခါမှာအဲ့ဒီအတူပဲ RCSS ARP KNU KLPC DKPA စသည်တို့ဟာလေးပဲလူထုထောက်ခံမှုကင်းကွာနေတာနဲ့ဝေမှန်မှုများစွာနဲ့မလွတ်တာမလွတ်တာအခြေအနေမြင်ရပါတယ်။၎င်းတို့ဟာ NCA တီရက်ကိုမိကိုပြီးတော့မိမိနာမည်မပြရေးကိုတာအာရုံစိန်နေကြပါလေ။ဆရာနာရှင်တို့ရဲ့မတရားမှုကိုမတော်လန့်ရင်မပြုတ်ဆိုရေးတော့ပါဘူး။ကိုကျိုးစည်းဝါးကလွေပြီးစစ်မတက်ရေးတော့တယ်လို့တဖြည်းဖြည်းအင်အားကုန်ခန်းနေကြတီဟာလေရှိတရားအဖြစ်မြင်နေရပါတယ်။ယနေ့အချိန်ထိ NCA ထော်ပြီးနောက်စစ်ကောင်စီနော်ကောက်ကပန်လိုက်သွားကြတဲ့ EOS အဖွဲ့တွေဒီမှာအင်အားကြီးထွားလာမှုတွေကိုတဖွဲ့မှမမြင်ခဲ့ရပါဘူး။အထက်မှာရွှေတွေကိုကြီးကျင်းအပြင် A ဟာ NCA လမ်းကြောင်းမှာပန်ဝင်ခွင့်မရခေချင်းမှာ ၎င်းတို့ရဲ့လက်မှတ်တစ်ခု ဖြစ်နေခဲ့ကြောင်းယူဆနိုင်ပါတယ် NS AA နဲ့ NCA လုပ်ငန်းစဉ်မှာလက်မှတ်ပါဝင်ရေးထုတ်ခဲ့ပါကရဂိတာလန်းစဉ်နိုင်ငံရေးရမန်ရှိတို့ကိုအပြည့်ဝအကောင့်တွေဖွင့်နိုင်ဖို့မတိချာတော့ပါဘူး။ခင်ကခင်ရေးတပက်လက်နဲ့ဆွံ့ရမေး NCA စာချုပ်ဟာတောင်ပြုံပွဲတော့မဟုတ်စသဖြင့်အထင်သေးနှိမ့်ချဆစ်ဆန်ပြုစုကံကြရတဲ့အရခတက်တို့ဟာယခုခါမြန်မာနိုင်ငံထက်မှအင်အားအကြီးဆုံးနဲ့အောင်မြင်ဆုံးစံပြတ်တက်တစ်ခု ဖြစ်ရရှိလာနေပါတယ်။တခြားတစ်ဖက်မှာလည်း NCA နဲ့လမ်းခွေပြီးနောက် AA ဟာ 2019ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ရဲ့ပြည်ထောင်စုညင်ချမ်းရေးဆွေးနွေးမှုညနေရေးကော်မတီ FPNCC အဖွဲ့ဝင်အဖြစ်ရှိပါတယ်။ FPNCC ဟာ NCA စာချုပ်ကိုလက်မခံပေတခြားနေတဲ့နိုင်ငံရေးညင်ချမ်းရေးဆွေးနွေးဖို့ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ NCA ကိုလက်မခံခဲ့တဲ့ထိုအဖွဲ့တွေဟာလက်ရှိမှာအင်အားကြီးထွားနေတာကိုမြင်တွေ့နေရပါတယ်။ရန်တပ်ဖွဲ့မှဝ UWSA ရခိုင် A ၊ကချင် KNA ၊ရှမ်း SSPB ၊မိုင်းလာ MN NDAA တအောင် TNL ကိုကန် MNDA ဆက်တည်တော့ဖြစ်ပါလေတခြားတစ်ဖက်မှာလေခရင်ဒီအဖွဲ့လေး NCA လမ်းကြောင်းမှာရှိမနေပါဘူးအထက်ပေါ်ပြပါ NCA ကနေအရခတ်တက်တို့ဟာအရှိတရားနိုင်ငံရေး Real Politics တပတ်တပဝအတိုင်းအင်အားကြီးသူတာစတဲ့အင်အားရှိနေသူ လူရမဝဲဆိုတဲ့သင်ခန်းစာကျလိုက်ခြင်းဖြစ်ပါတယ်။အချို့အဖြစ်ယခုအချိန်မှာအေးအနေနဲ့ NCA လမ်းကြောင်းကိုစိတ်မဝင်စားတော့ပါဘူး။တစ်ချိန်ချိန်မှာနိုင်ငံရေးငင်းချမ်းရေးဆွေးနွေးပွဲများစတုစတုဝေးတွေဖြစ်စေတဖွဲ့ချမ်းပြဖြစ်စေပေါ်လာပါကစစ်ကောင်စီဟာအေးကိုရခိုင်ကတော့စစ်ဆန်ရွက်မဖြစ်တော့ပါဘူး။ဆိုလိုတာကတော့ဘာရခတတ်တော်ဟာ NCA မဟုတ်တဲ့နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းအသစ်တနေရာကနေအင်အားစုဆောင်ပြီးတော့ဆွေးနွေးရန်စောင့်ကြနေကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်။ဝင်ရင်စာရေးသူရဲ့ ားဖို့အတိုင်းတင်ဆက်ပေးခြင်းဖြစ်ပါတယ်။ဆောင်းပါရှင်အားတို့ကောင်းဖြစ်ပါတယ်။အဆုံးထိကျေးဇူးနာဆင်ပေးကြတဲ့တော်လန်မိဖပြည်သူများကိုထူးကျေးဇူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ YouTube Channel လေးကနေတော်လန်ရင်းနဲ့ပတ်သက်တဲ့စည်ရင်းနဲ့ပတ်သက်တဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့သတင်းဆောင်မတွေကိုဖတ်ပြတင်ဆက်ပေးနေပါတယ်။ဆာဖက်ရှင်မရတဲ့တော်လန်မိဖပြည်သူတွေအတွက်နားထောင်ရင်းနဲ့တော်လန်ရေးနိုင်ငံရေးစည်ရေးအသည့်ပုဂ္ဂုတ္တရရစေဖို့အတွေးအခေါ်တွေရစေဖို့ရည်ရွယ်ပြီးတော့တင်ဆက်ပေးနေကြဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားများအားလုံးနဲ့တကွာအရခပြည်သူပြည်သားများအားလုံးပြည်ကင်းကြပါကြပါစေခင်ဗျာ